ညမမမင်းစာပေမှထုတ်ဝေပြီးပကြီးမျိုးမရေးဆွဲသောဇာရိတနဲ့ပြည်သူမိတိဆိုင်ရာပုံမြင်လေးနှစ်ပုဒ်ပြောပြမယ်ကွနားထောင်ကြမယ်မဟုတ်လားကွနားထောင်ပါမယ်ဆရာမအေးဒါဆိုတအချိန်မမှန်သည့်တော့ချက်နှစ်ဝင်းသူတော်ဆိုတဲ့ပုံမြင်လေးတွေကိုပြောပြမယ်နားထောင်ကြပါနော်ပုံမြင်လေးတွေကတော့ဒီလိုကွအချိန်မမှန်သည့်တော့ချက် ရှေးခါကဒီတာပမောက္ခဆရာကြီးစီမှာပညာသင်ကြားနေတဲ့တပည့်ကျောင်းသားတွေဟာကျက်တွန်တန်ကို နားထောင်ပြီးစာသင်ကြားကြတယ်။ကစားကြတယ်။ရေချိုးချိန်ရောက်ပြီဟဲ့။ကျက်တွန်တန်ကိုနိုင်တန်ကျောင်းခောက်တယ်လို့သဘောထားပြီးသူ့အချိန်နဲ့သူဆောင်ရွက်ကြတဲ့။အဲ့ရဝင်ချိန်ရောက်ပြီဟဲ့အဲ့ကြဆိုဒီနေ့မှာတော့ အချိန်မှန်တွန်တက်တဲ့ကြက်ဟာယောဂါတစ်ခုဖြစ်ပြီးရုတ်တရက်သေဆုံးသွားတော့တယ်။ဟာငါတို့တော့အချိန်နဲ့အလုပ်လုပ်ကင်ဖို့ခက်ပြီဟေ။တော်လေကကြက်တကောင်ထောင်ဖမ်းပြီးတည်သွားတဲ့ကြက်နေရာမှာအစားထိုးရမယ်ကွ။ဒီလိုနဲ့တပည့်เจ้าသားတွေဟာတောကျက်တကောင်ကိုထောင်ဖမ်းပြီးကြောင်းစီယူလာတော့တဲ့။ဒါပေမဲ့အဲ့ဒီတောကျက်ဟာအရင်ဆိုင်သားဖြစ်လို့ တွန်ခြင်းတဲ့အချိန်တွန်ပြီးမတွန်ခြင်းတဲ့အချိန်မှာမတွန်ဘူးတဲ့ဒီချက်အချိန်မှန်မတွန်လို့လောက်ဝကန်ရတာတလွဲတချောတွေဖြစ်ကုန်ပြီအသုံးမကျတဲ့ချက်သေစမ်းกว่าဒီတာပါမောက်ခဆရာကြီးကချက်တွန်တမ်းမကြားရတော့တဲ့အတွက်တပည့်တို့ကိုအကျိုးအကြောင်းမေးတော့တယ်မနေ့ကပဲကျက်တွန်သာကြားပါသေးတယ်ဒီနေ့ကျက်တွန်သာမကြားရတော့ပါလားအဲ့ဒီချက် အချိန်မှမတွန်လို့ရိုက်တက်လိုက်ပြီဆရာကြီး။ तू ပောက်ကြရတွန်လို့ကျွန်တော်တို့ဒုက္ခဖြစ်ရတာခဏခဏပဲ။အင်းတပည့်တို့ငယ်စဉ်ကတည်းကစားပြီးမိဘဆရာသမားတို့ရဲ့ပျော်ဆိုဆုံးမသင်ကြားမှုကို나อยู่မှတ်သားခြင်းမရှိခဲ့သူတို့ဟာအဲ့ဒီကြက်လိုပဲအခါဟုတ်တာမဟုတ်တာကိုမသိပဲဘယံပါတာဆောင်ရွက်တတ်တယ်ကွ။ ။ဒါကြောင့်အကျိုးရုပ်ရထက်တယ်။ကဲတပည့်တို့ရေမိဘဆရာသမားတို့ရဲ့သင်ကြားညွန်ပြဆုံးမမှုကိုနိုင်ယူဖို့ဘလောက်အရေးကြီးတယ်ဆိုတာသိကြပြီနော်။ဟုတ်ကဲ့သိပါပြီဆရာမ။ဝင်သူတော်ရှေးအခါတုန်းကမုတ်ဆိုးတူဟာ အမဲဖြစ်ဖို့တောထဲဝင်ခဲ့ရ။အမဲကောင်မရဘဲတောနဲ့ကြီးတဲ့ မျက်စီလဲလမ်းမနေလိုက်တာညဘက်ရောက်လာပါရောအဲ့ဒီအခါမှာကြားကြီးတကောင်နဲ့ပပင်းတိုးတော့တယ်ဟာကြားကြီးပါလားမုတ်ဆိုးဟာကြောက်အားလန့်အားနဲ့နေရာတစ်ပင်ပေါ်ဥရဖာယာတက်ပြေးတော့တယ်အဲ့ဒီတစ်ပင်ပေါ်မှာဝဝွန်ကြီးတကောင်ဟာသားသမီးတွေနဲ့အတိုက်ဖွဲပြီးနေထိုင်နေတယ်တဲ့ဟာ ဘဝင်ကြီးပါလားဖယားဖယားအိုးလူသားမကြောက်ပါနဲ့တင်ကြားကိုကြောက်လို့တက်ပြေးလာတာမဟုတ်လားဟုတ်ဟုတ်ပါတယ်ကျုပ်ကျုပ်မကြားကြောက်လို့ရှင်ကြီးကိုရှင်ကြီးကြားထက်သိုးသူလူဖြစ်နေပါပြီကြားကြောက်လို့သစ်ပင်ပေါ်တက်လာကမှဝန်ဝန်နဲ့ပတ်ပင်းတိုးရပြီဗျာโอ้ လူသားမစိုးရိမ်ပါနဲ့ကျုပ်ဟာသူတော်ကောင်းစိတ်မွေးနေသူမဟုတ်တင့်ကိုအန္တရာယ်မပြုပါဘူးချမ်းသာစွာနေပါဝဝုံကအန္တရာယ်မပြုလို့မုတ်ဆိုးလဲစိတ်အေးသွားတော့တယ်အဲ့ဒီအချိန်မှာကြားကြီးဟာတစ်ပင်အောင်ရောက်လာပြီးတစ်ပင်ပေါ်မော့ကြည့်တယ်အိုးဝဝုံကြီးအဲ့ဒီလူသားကိုလက်မခံထားပါနဲ့လူသားဆိုတာကျေးဇူးကမ်းတတ်တယ်ဒါကြောင့်သူ့ကိုတွန်းချလိုက်ပါ တွန်းသာချလိုက်ပါကြာကြီးကဘလို့ပဲអော်ပြောပြောဝုံဝုံကြီးကမုတ်ဆိုးကိုတွတ်မချပါဘူးကြာတော့ကြာကြီးဟာစိတ်ပြတ်ပြီးထွက်သွားတော့တယ်ခဏကြာတော့ကြာကြီးဟာပြန်လှည့်လာပြန်ပြီးတစ်ပင်ပေါ်မော့ကြီးကအော်ပြန်နေအိုးလူသားဝုံဝုံဟာတင့်ကိုမကြခင်တတ်လိုက်မယ်အဲ့ဒီဝုံဝုံကိုအမတ်မဲ့တွန်းချလိုက်ပါ သင်တဲ့မသေးခြင်းရင်ဘုံဘုံကိုတွန်းတာချလိုက်ပါမုတ်ဆိုးဟာကြားကြည့်ရဲ့စကားကို ဟုတ်လိမ်လို့ထင်ပြီး အလစ်မှာဝဝကြီးကို တွန်းချလိုက်တော့တယ်ဝဝဟာတစ်ပင်ပေါ်ကပြုတ်ကျသွားပေမဲ့တတိထားနေသူမို့တစ်ကိုင်းတစ်ကိုင်းကို ပန်းဆွဲထားလိုက်နိုင်တဲ့အတွက်ဝဝကြီးဟာမြေကြီးစီပြုတ်မကျသွားတော့ဘူးဝဝကြီးကတစ်ပင်ပေါ်ပြန်တက်လာတော့မုတ်ဆိုးဟာ အင်မတန်ထိတ်လန့်ခြောက်ခြားသွားတော့တယ်။ဟာငါတော့ဒုက္ခပဲ။ဘဝဝင်ကြီးကငါကိုစိတ်ဆိုးပြီးတတ်တော်မှာပဲ။တင်းလူသားမဆိုးရိမ်ပါနဲ့။တင်းဟာကျုပ်ရဲ့ဧည့်သည်ပါ။တင်းကိုကျုပ်အန်းရဲမပြုတ်ပါဘူး။တင်းကိုအဆုံးထိကျုပ်ကူညီပါမယ်။ဒီလိုနဲ့မနဲ့လဲကြရောဘဝဝင်ကြီးကသူ့ရဲ့သားသမီးတွေကိုမုတ်ဆိုးလက်အပ်တယ်။ကျုပ်ရဲ့သားသမီးလေးတွေကိုစောင့်ရှောက်ထားပါဗျာ။ ခမားစားဖို့တည်တီးဝလံနေသွားရှာလိုက်ပါဦးမယ်ဒါပေမဲ့ဝဝန်ကြီးတစ်ပေမော်ကဆင်းပြီးထွက်သွားတဲ့အခါမှာဗိုက်စားနေတဲ့မုတ်ဆိုးဟာဝဝန်ပေါက်ကလေးတွေကိုတက်ဖြတ်ပြီးတစ်ပင်ပေါ်မှာပဲဖုတ်ကင်စားလိုက်တော့တယ်ဝဝန်ကြီးပြန်ရောက်လာတော့သူ့သားသမီးတွေရဲ့အယိုးနဲ့အရေးကိုပဲတွေ့ရတော့တယ်အိုးဖြစ်မှဖြစ်ရလေဝဝန်ကြီးဟာ စိတ်နှလုံးထိခိုက်လာပေမဲ့ယုံမာမှုကိုယုံမာမှုနဲ့မတုံ့ပြန်လိုတာကြောင့်မုတ်ဆိုးကိုအန်ဒီရဲ့မပြူးပဲသူ့ရှာဖွေယူဆောင်လာတဲ့တိတ်တီးတွေကိုပေးရှာတယ်။စားပါမိတ်ဆွေပြီးရင်တင်လူရရွာစီပြန်ဖို့ကြုတ်လမ်းလိုက်ပြပါမယ်။ဒီလိုနဲ့စားတော့ပြီးတဲ့နောက်တစ်ပင်ဘောကစင်ကြားပြီးဝဝုန်ကြီးကလက်ညုံပြနေတော့မုတ်ဆိုးကဝဝုန်ကြီးကို ညှားနဲ့ပစ်ပြီးတတ်ဖြတ်လိုက်တော့တယ်။ပြီးတော့ဝန်ဝန်ကြီးကို ဖြတ်ပြီး ရွာစီယူဆောင်သွားတော့တယ်။ကျေးဇူးရှင်ဝန်သူတော်ကြီးကိုကျေးဇူးကံတတ်ဖြတ်ခဲ့တဲ့မုဆိုးဟာ ရွာပြန်ရောက်ပြီးမကြခင်မှာပဲတကူလုံးအဖူပိန်တွေ ထွက်လာတော့တယ်။အလိုအလိုလေးငါနူနာယောဂါဖြစ်ပြီမုတ်ဆိုးကြီးဟာ မကြခင်နူသွားတဲ့အတွက်ရွာပြင်ပုတ်ခံရပြီး စင်းစင်းရဲရဲပင်ပင်ပန်းပန်းနဲ့နေထိုင်သွားရတဲ့ကွယ်။ကဲတပည့်တို့ရေကျေးဇူးရှင်ကိုကျေးဇူးကမ်းရင်ဘလို့ဒုက္ခဆိုးမျိုးကြုံတွေ့ရတယ်ဆိုတာသိပြီနော်။ဒါကြောင့်ကျေးဇူးရှိသူအပေါ်ကျေးဇူးမကမ်းမိကြပါစေနဲ့ကွယ်။ဟုတ်ကဲ့ပါဆရာမ။